လာမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူလူထုအနေနဲ့နှိုးကြားမှုမရှိသေးတာကြောင့်မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ရမှာအခက်အခဲရှိနေတယ်လို့မွန်ညညရေးပါတီ MUP မှာပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေက CNN သတင်းဌာနကိုပြောပါတယ်။ဒါရေကောက်ဝါဒီမဲ့ဆိုရှယ်ကလာဘောနော်အခုတင်နေရှိကြတော့ကျွန်တော်တို့ဟိုကျွန်တော်တို့အခုရောင်းရေးရှင်းနေတာပေါ့ဒါလည်းဒီဒီလူတွေက ကျွန်တော်တို့စူးလို့မရဘူးဒီနေရာကြီးလေလူတရားဖုန်းတော့တိုက်မရှိသေးဘူးနော်ဒါမှကျွန်တော်တို့လူတရားစာမျိုးစာတူတော့ဟိုကျွန်တော်တို့ဒီမဲသေးတဲ့အုံစနစ်တွေပေါ့အခုတော့ကျွန်တော်တို့အဲ့ဒါလေးလောက်ဆောင်ရရတော့ပေါ့အဲ့ဒါလည်းလူတရားစာအရောတောင်းစီအားလုံးပါအဲ့တော့ဟိုပြီးအောင်ပြီးတော့ဟောလက်ပြည့်စနစ်ကိုနောက်ကလို့လဲချရမယ် နံပါတ်မန်နေဂျာလေးရှိတယ်။အခုဒီရေကလေးဆောင်ဆောင်နေတဲ့ဟာဝဲကျွန်တော်တို့ဒီကဒီဒီတော့ပြောနေကြတာပေါ့။ဒီအခက်အခဲတွေလည်းရှိတယ်ပေါ့လား။အခုကျွန်တော်မိုးပြင်းမှာကြတော့ဒီအာကျူးတပြည့်စုံလားလာပါလုပ်ငန်းလုပ်ကြတယ်။လာပါလုပ်ငန်းလုပ်ကြတဲ့ဆက်ကတော့အဲ့အတော်ကြီးထားတယ်။နောက်ပြီးတော့သူတို့လုပ်လုပ်တယ်အဲ့တော့ဆိုတာဒီတကောင်ကျော်ပေါ့နော်တကောင်ဆက်နေလောက်ဆက် ဆရာကြီးရောက်ဆိုသူတို့ရဲ့လုပ်ငန်းတွေလည်းလက်ရှိမွန်ပြည်နယ်မှာရွေးကောက်ပွဲကိုပြည်အောင်စုကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီမြန်မာနိုင်ငံတောင်တူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီမွန်ညီညွတ်ရေးပါတီနဲ့ပအိုးမြို့သားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတာပါ လက်နက်ကိုင်ပဋိပက္ခတွေကြီးမားကျယ်ပြန့်နေတဲ့လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းမှာပြည်မပါတီကြီးတွေထက်တိုင်းရင်းသားပါတီတွေဟာရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ အခက်အခဲများစွာကိုရင်ဆိုင်နေရကြောင်းသိရပါဗျ။ဒါမဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးတာမပေးတာဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကနိုဝင်ဘာ23ရက်မှာအေယာဝတီတိုင်းမအူပင်မြို့ကိုတွားရောက်စဉ်ပြောဆိုခဲ့ပါဗျ။မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့မိမိမကြိုက်တဲ့ကိုယ်စားလှယ်လောင်းတွေရှိပါက မိမိကြိုက်တဲ့ကိုယ်စားလှယ်လောင်းကိုမဲပေးနိုင်တဲ့အတွက်အဲ့ဒီအခွင့်အရေးကိုအဆုံးရှုံးမခံဘူးမွန်ညညရေးပါတီ MUP မှပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေကစီအန်အိုင်တင်းဌာနကိုပြောပါရယ်အချင်းချင်းပါတီရေဘောနာကျွန်တော်တို့စိတ်အားလဲလာတော့ကျွန်တော်တို့ပြတော့မတူဘူးဗောဒါမှဟိုဟိုပလိုဂရမ်ကရုံးကနေကြားရတာဗောရုံးပြီးတော့ကြိုးစားနေကြားရတာဗောအားလဲလာတော့ဖောက် ချစ်စ်ဒီရေကောက်ပွားနဲ့ဆက်သွယ်ပြီးတော့လေကျွန်တော်တို့ကအာမက်ရှင်လိုက်ရှင်ဒီလူတွေကိုပြောချင်တာတော့ဟိုလူကြီးကမက်ထပ်ပြီးကြပါအောင်နောက်ပြီးတော့ကိုမကြိုက်တဲ့သူရောကိုမကြိုက်တဲ့သူဆိုလို့ရှိရင်ဆက်ရှင်ချင်းကိုကြိုက်တဲ့သူလူကြီးပေါ့နော်ကိုကြိုက်တယ်လို့မဲပေးနိုင်တာပေါ့နော်ဒါတော့မက်ဆန္ဒရှင်ဒီလူတွေရဲ့အခွင့်အရေးတဲ့အခွင့်အရေးကိုအာမက်ဆန္ဒရှင်ရဲ့အရှုံးရှုံးမှခံပဲနဲ့ မှဖတ်ပြီးကြပါလို့ပဲပြောချင်တယ်နော်မကြခင်ကျင်းပမဲ့ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာမွန်ပြည်နယ်ကဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ဆန္ဒမဲပေးမဲ့မွန်လူထုတွေအပေါ်မွန်ပြည်သက်ပါတီအနေနဲ့ဖိအားပေးခြင်းမရှိကြောင်းလည်းသိရပါဗျ။ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာ၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာ၎င်း2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးအပတ်မှာ၎င်းအပိုင်း၃ပိုင်းခွဲကကျင်းပသွားမှာဖြစ်ပြီးထပ်ပေါ်လာမဲ့အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာကိုလှည့်ပြောင်းပိတ်အပ်သွားမယ်လို့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောထားပါဗျ။